ီတစ်ပတ်အတွင်းမှာတော့ယူကရိန်းရဲ့နာမည်ကြီး Azov drone တိုက်ခိုက်ရေးတပ်ဖွဲ့ဟာတကမာလုံးကိုအံ့အားသင့်သွားစေမယ်စစ်စင်ရေးကြီးတစ်ခုကိုပြုတ်လုခဲ့ပါတယ်။သူတို့ဟာ FVV drone လို့ခေါ်ကြတဲ့ထိန်းချုပ်မောင်းနှင်သူက VR မျက်မှန်နဲ့ဓာတ်ရိုက်မြင်ကွင်းတွေကိုကြည့်ရှုပြီးပြက်မှတ်စီကိုဓာတ်ရိုက်ပြန်တန်းသွားပြီးဝင်ရောက်တိုက်ခိုက်ရတဲ့ drone တွေကိုစနစ်တကျအသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ဒီ Kamikaze drone ရဲ့ပြက်မှတ်ကတော့ မြေပြတ်လွင်ပြင်ဒေသတွေကိုဖျက်ချော်ပြီးယူကရိန်းတပ်စခန်းတွေကိုဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ဖို့ခြေတက်လာကြတဲ့ရုရှားစိုက်ကယ်စီးစစ်သားတွေကိုခြေမုံပစ်ဖို့ပါပဲ။ရလက်အနေနဲ့ကတော့ Azov drone တပ်ဖွဲ့ရဲ့ဒီလိုတိကျတဲ့ drone တိုက်ခိုက်မှုကြောင့်ရုရှားစိုက်ကယ်စီးတပ်သား unit တစ်ခုလုံးဟာလုံးဝကိုပျက်စီးသွားခဲ့ရပါပြီ။အယိုးရှင်းဆုံးပြောရမယ်ဆိုရင်တော့ယူကရိန်းစစ်သည်တွေဟာသူတို့ရဲ့နည်းပညာမြင့် FPV drone တွေကိုအသုံးပြုပြီးတော့ ခေဟောင်းနီးပြူဟာအတိုင်းဘာအကာကွဲမှမပါဘဲခြိတက်လာကြတဲ့ရုရှားစိုက်ကယ်စီးစစ်သားတွေကိုစိုက်ကယ်ရောလူပါတစစီဖြစ်ပြီးအလောင်းမှာရှာလို့မရအောင်တိုက်ခိုက်ခြေမုံပစ်နိုင်ခဲ့တာဖြစ်ပါတယ်ဒီဖြစ်ရက်ကခစ်သည့်စစ်ပွဲတွေမှာ drone တွေဘလောက်ရေးပါလာပြီလဲဆိုတာကိုကဘာကတီအောင်ပြတ်ပလိုက်တာဖြစ်ပါတယ်။ ဒီအဖြစ်ပြက်ဟာယခုသတင်းပတ်အတွင်းမှာပဲရုရှားယူကရိန်းစစ်ပွဲရဲ့ရှေ့လန်းစစ်မျက်နှာပြင်တတိယဖြစ်တဲ့မြေပြန့်လွေပြင်ဒေသတစ်ခုမှာဖြစ်ပွားခဲ့တာပါရုရှားမော်တော်ဆိုင်ကယ်တိုက်ခိုက်ရေးယူနစ်တစ်ခုဟာယူကရိန်းတပ်ဆွဲထားတဲ့နေရာတွေကိုဝိုင်းပတ်ထိုးပေါက်ဖို့ကြိုးပမ်းခဲ့ကြပါတယ်ဒါပေမဲ့သူတို့ဘလောက်ပဲလင်းလင်းမြန်မြန်ရွေးရှားနိုင်ပါစေခစ်သည့်စစ်မြေပြင်မှာတော့လင်းမြန်မှုတစ်ခုတည်းကအလုံးမဖြစ်တော့ဘူးဆိုတာကိုသူတို့သတိမပြုမိခဲ့ကြပါဘူး Azov drone တပ်ဖွဲ့ရဲ့သတင်းမှန်ပြန်ကြားရေးအဖွဲ့ကထုတ်ပြန်ခဲ့တဲ့ဗီဒီယိုဖိုင်ဟာတော်တော်လေးကိုထိတ်လန့်စရာကောင်းပြီးလက်တွေ့ကြပါတယ်။ရုပ်သံဖိုင်ထဲမှာတော့ရုရှားစာကဲစီစစ်တီအများပြားဟာဘာအကာအကွယ်မှမရှိတဲ့မြေပြင်တစ်လျှောက်မောင်းနှင်နေကြပြီးသူတို့ကိုရှေ့တန်းစစ်မျက်နှာပြင်နဲ့မဝေးတဲ့နေရာကထိမ့်ချုပ်လက်ညှိုးပေးနေတဲ့ကာမီကာဆီဒရုန်းတွေကတစည်းချင်းစီကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ဒီလိုတိကျတဲ့တိုက်ခိုက်မှုတွေကြောင့်ပဲရုရှားယူနစ်တစ်ခုလုံးလုံးဝပျက်စီးသွားခဲ့ရတာပါ။ ဒီရုပ်သံ file တွေဟာ social media တွေပေါ်မှာအလင်းအမြန်ပြန့်နှံ့သွားခဲ့ပြီးတော့ယူကရိန်းတပ်သားတွေရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးနိုင်ခဲ့တယ်လို့ခင်မမီတော့တဲ့နီးပြူဟာတွေကိုအသုံးပြုနေကြတဲ့ရုရှားစစ်သည်တွေအတွက် drone တွေကိုအားထားနေရတဲ့ခေတ်သစ်စစ်ပွဲတွေမှာမျှော်လင့်မထားတဲ့သတိပေးချက်တစ်ခုကိုပေးလိုက်တာလည်းဖြစ်ပါတယ်